်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုံမြို့မှာမိုးမိတ်မြို့ဘက်သို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကို KIAPDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်မှု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးအတီးပြုတ်တဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းမိုးကုံမြို့မှမိုးမိတ်မြို့ဘက်သို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကို KIA KPDF အပါအဝင်ဒေါ်လန်ရေးပူပေါင်းတပ်များက ကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လန်ရေးတရင်ရင့်မြစ်ကပြောဆိုပြီးအဆိုပါတရင်မှမှန်ကန်ကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကလည်းအတည်ပြုလိုက်ပါတယ်။ရမန်နေ့နိုဝင်ဘာလ30ရက်နေ့ည8နာရီချိန်ဘုခုမျိုးပတ်မှမုံမိတ်မျိုးပတ်သို့ထွက်လာသောစစ်တပ်စစ်ကြောင်းနှင့် KIA KPD အပါအဝင်တော်လန်ရေးတပ်များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအသေးစိတ်အခြေအနေကိုမေးမြန်းနေစေဖြစ်ကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကရှင်းပြပါတယ်။ မနီညာ၈တားရီဝင်ချင်းမိုးကုတ်ကနေမုံမိတ်မြို့သွားတဲ့လမ်းအကြားမှာတိုက်ပွဲဖြစ်တာပါကျွန်တော်တို့လည်းအသေးစိတ်မသိရသေးဘူးအဲ့ဒီဘက်ကဖုံးလိုင်းတွေကတ်တော့တဆင်ပြီးတဆင်မေးမြန်းနေရတယ်အဲ့တော့မိုးကုတ်မိုးမိတ်အကြားလမ်းမှာတိုက်ပွဲဖြစ်တာကိုပဲကျွန်တော်တို့ပြောနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်ဘုံမူကြီးနော်ဘူးကနိုဝင်ဘာလ3ပိုင်းသတင်းဌာနနဲ့ဆက်သွယ်မေးမြန်းချက်တွင် DNL စုပ်ဖွဲ့မဲ့မိုးမိတ်မြို့မှာ APSDF နဲ့ PDF တို့ကို KIA ကစီရင်ခုညီမိဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ် မိုးမိတ်မြို့နယ်တွင် KIA တရင်များရှိပြီး APSDF PDF တို့နှင့်အတူဖူးရွှဲရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA အနေဖြင့် TNL စုခွာမိမိုးမိတ်မြို့နယ်ပတ်သက်၍စည်ရေးအရဆောင်ရွက်ရန်မရှိတော့လဲ APSDF နှင့် PDF တို့ဤစည်ရေးလှုပ်ရှားမှုများလှုပ်ဆောင်လာလျင် KIA ကကူညီသွားမည်ဖြစ်ကြောင်းဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်။မိုးမိတ်မြို့နယ်မှာကျွန်တော်တို့ KIA တရင်34ရှိတယ်။ KIA PDF တပ်ပေါင်းစုအတူတူနေတယ်။ အခြေချထားတယ်မိုးမိတ်မျိုးနဲ့ပတ်သက်လို့ဒီတက် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူးဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်ဟုဘုံမူကြီးတော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသောအခြေအနေများအရာဒီတို့ပင်အခက်အခဲဖြင့်ကြုံတွေ့စေကမူပြည်သူနှင့်တသားတည်းရှိနေမည်ဖြစ်ကြောင်းထို့ပြင်စစ်ကောင်မရှင်လက်အောက်သို့မကြောက်ရောက်စေရန်နှင့်ဒေါ်လာကြီးအောင်မြင်မှုပန်းနိုင်စီသို့အမြန်ဆုံးရောက်ရှိစေရန် ော်လိုင်းရင်းညီနောင်မဟာမိတ်များနဲ့အတူဂူပောင်၍အောင်မြင်မှုရသည့်အထိဇလက်ကြီးတက်သွားမည်ဖြစ်ကြောင်းကတိသစ္စာပြုထားပါသည်။ TNLA ကအော်တိုဘာလ29ရက်နေ့တွင်တရုတ်ဤချောင်းဝင်စစ်ဆန်မှုဖြင့်စစ်တပ်နှင့်အပြစ်ခတ်ရက်စဲလိုက်ပြီးမိုးကုံနှင့်မိုးမင်းမြို့များမှပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါသည်။ဇလက်ပင်ချင်းမိနယ်သို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်း၃ခုကိုခုခံတိုက်ခိုက်မှုစစ်တပ်မှအရာရှိနှင့်စစ်သားအများပြားကိုချေမှုန်းနိုင်ခဲ့ပြီးချင်းတော်လိုင်းရဲတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့တဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ ရှင်းပြည်နယ်တွင်သို့ထိုးစစ်ဆင်လာသောစစ်ကြောင်း၃ကြောင်းကိုခုခံတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှဗိုလ်မှူးလှမျိုးထုတ်အပါဝင်ဗိုလ်ကြီးစစ်သားအများပြားကိုချေမုန်းနိုင်ခဲ့ပြီးချင်းတော်လန်ရေးတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်း CDF Civil Defense Malaysia CDM CN ကယမန်နေ့နိုဝင်ဘာ30ရက်နေ့တွင်ထုတ်ပြန်ပါသည် ယခုနှစ်မေလမှာဩဂုတ်လအတွင်းတွင်သကိုင်းတိုင်းကလေးမျိုးမှစစ်ကြောင်းထုတ်လာသောအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းကိုချင်းပြည်တပ်ပေါင်းစုနှင့်စစ်ဒေသတမဟာမိတ်အင်အားစုများကခိုင်ကန်းစစ်ကြောင်းဟုသတ်မှတ်ကအပြင်းထန်ခုခံကာကွယ်ခဲ့ပြီးလက်နက်ခဲယံတချို့ကိုသိမ်းဆီးရရှိခဲ့ကြောင်းထို့သောခုခံတိုက်ခိုက်မှုများအတွင်တော်လရင်ရဲဘော်12ဦးကြဆုံးကတချို့ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ထို့သောစစ်တပ်စစ်ကြောင်းသည်အပြစ်သက်ဆုတ်ခွာသွားခြင်းမရှိပေ ချင်းပြည်နယ်အဝင်9မိုင်ခန့်တနည်းအားတွင်တစက္ကန်းထိုင်ချကအင်အားဖြည့်တင်လျက်ရှိနေခဲ့ကြောင်းသိရပါသည်စစ်တပ်က အော်တိုဘာလကုန်ပိုင်းမှစပြီးတိတိမ်မျိုးပေါ်သို့လေကြောင်းဖြင့်စစ်သားအင်အားများအချိန်ချင်းပြန်လည်ဖြည့်တင်ကနိုဝင်ဘာလစန်းပိုင်းတွင်ချင်းပြည်နယ်အဝင်ခိုင်ကံပတ်မှတိုင်းငင်ဘက်သို့ဦးတည်ပြီးစစ်ကြောင်းတကြောင်စတင်ထိုးစစ်ဆင်လာခဲ့ကြောင်းသိရပါသည်ထို့နောက်ရန်နေငယ်တွင်တိတိမ်မျိုးမှတိုင်းငင်ဘက်သို့နောက်ထပ်စစ်ကြောင်းတကြောင်နှင့်ကလေးတောင်ပိုင်းမှဝေဘူးလဖလန်းမျိုးဘက်သို့ဦးတည်၍စစ်ကြောင်းတကြောင်ထပ်မံ၍ထိုးစစ်ဆင်လာခဲ့ကြောင်းသိရပါသည် အကြံဖတ်စစ်တပ်ကချင်းပြည်အဝင်နေရာစုံမှထိုးလာတော့ကြောင်းချင်းပြည်တပ်ပေါင်းစုအနေဖြင့်စုဖွဲ့ပြီးခုခံတော်လှန်ရန်အခက်အခဲရှိခဲ့ကြောင်းထိုးကြောင်းကိုနေရာကိုဖွဲ့စည်းအသီးသီးဖြင့်သာခုခံတော်လှန်ကြရင်ဟင်အားမများတတော့ကြောင်းတဖြည်းဖြည်းပြည်သူ့ဘတ်တော်သားများဤထိချုံနေရာများပြန်လည်လက်လွတ်ခဲ့ရကြောင်းအသိပေးထားပါသည်ရှင်းတိုက်ပွဲများအတွင်တိုင်းငင်းဘက်သို့ဦးတည်၍ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှဖုံမူလာမျိုးထိုးအပါဝင်စစ်ဗိုလ်အများပြားကို ခုခံချိန်မုံနိုင်ပြီးချင်းပြည်ချင်းလန်းအင်အားစုဘက်မှရဲဘော်ခွနအူမြင့်မြတ်စွာအသက်ပေးဆက်ခရကြောင်းသိရပါတယ်ယခုချိန်ထိအကြံဖက်စစ်တပ်ကိုဆက်လက်ခုခံတော်လှန်နေဆဲဖြစ်ပြီးခရီးဆုံးတိုင်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းယခုနှစ်အတွင်းအကြံဖက်စစ်တပ်ထိုးစစ်တိုက်ပွဲများကိုချင်းပြည်တော်လှန်ရေးအင်အားစုများအနေဖြင့်အချိန်ချင်းခုခံတော်လှန်ခဲ့ကြောင်း CDF Civil Defense Malaysia CDMC ရင်းကအသိပေးပါတယ်။ဆက်လက်ပြီးအကြံဖက်စစ်တပ်ရဲ့တရားမဝင်ထူထောင်ရွေးကောက်ပွဲကမတည်ငြိမ်မှုနဲ့ဖိနှိပ်မှုတွေကို ဖို့ဆိုးသွားစေမယ်လို့ကုလသတိပေးတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်က UCP လုံးမယ်ဆိုတဲ့ရွှေကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုကိမဲ့ယုံတာမကပဲဒေတာတွင်မတည်ငြိမ်မှုတွေနဲ့ဖိနှိပ်မှုတွေကိုပုံမဆိုးရွားသွားစေမယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာအရာရှိတွေကတတိပေးပြောကြားခဲ့ပါတယ်။ဒီဇင်ဘာ28ရက်နေ့ကစပြီးအထုတ်လိုက်ကျင်းပမယ်လို့စစ်တပ်ကကြေညာထားတဲ့ရွှေကောက်ပွဲဟာအနေရများပြီးဒီမိုကရေစီစံနှုန်းတွေကိမဲ့နေတယ်လို့လူထုအပေါ်ဖိနှိပ်မှုတွေကိုပါ ုံမှုဆွေးရွာသွားစေနိုင်တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးချုပ် OHCHR ရဲ့ပြောရေးဆိုခွင့်ရှိသူ အရာရှိ Jeremy Lawrence ကထောက်ပြခဲ့ပါတယ် ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာသတင်းတောက်တွေနဲ့ထွေးဆောင်တဲ့အခါလော်ရစ်မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုတာချင်းချောက်မှုတွေအကြမ်းဖက်မှုတွေရန်လုံမှုတွေနဲ့ပြည်နယ်လုံးဝေဖန်သွားခဲ့ပါတယ်။သူက2021ခုနှစ်မှာစစ်တပ်ကမတရားအာဏာသိမ်းခဲ့တဲ့အပြင်နိုင်ငံရေးအကျဉ်းသား3000လောက်ကိုဖမ်းဆီးထားခဲ့ပြီးအဓိကနိုင်ငံရေးပါတီတွေကိုလည်းတားမြစ်ပိတ်ပင်ပြီးအခုရွေးကောက်ပွဲကိုကျင်းပဖို့စီစဉ်နေတာဖြစ်ပါတယ်။ ဒီတော့စစ်တပ်ရဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံကိုငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပန်းနိုင်စီစောင့်ကျဉ်းသွားမယ့်အစားမလုံခြုံမှုတွေအကြောက်တရားတွေနဲ့သွေးခွဲမှုတွေဒိုးလာမယ့်အခြေအနေမျိုးစီချိန်တေပေါက်တွန်းပို့လိုက်မလို့ Lawrence ကသတိပေးသွားပါတယ်။တကယ်တမ်းမြန်မာနိုင်ငံမှာဦးစားပေးရမယ့်ကိစ္စကရန်လိုတိုက်ခိုက်နေမှုတွေကိုအဆုံးသတ်ပြီးလူသားချင်းစာနာမှုအထောက်ပံ့တွေပြန်လည်ဝင်ရောက်ခွင့်ရရေးဖြစ်တယ်လို့သူကထောက်ပြသွားပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိနေတဲ့ OACHR ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကွယ်အကြီးအကဲ ဂျိန်ရုတ်ထာဘာကတော့မြန်မာပြည်သူတွေဟာစစ်တပ်ကအာဓမမဲပေးဖို့စိတ်ခိုင်းတာတွေနဲ့ဒေါ်လာရင်းအင်အားစုတွေကမဲမပေးဖို့တားမြစ်တာတွေကြောင့်ကြားညက်တယ်လို့ဖြစ်နေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။နောက်ပြီးစူပူအောင်လှုံ့ဆော်တာတွေနဲ့ဆွဆွဲဖန်ဆီးထားသူ၄၀၀၀လောက်ကိုလူငယ်ချမ်းသာခွင့်နဲ့ပြန်လွတ်ပေးလိုက်ကြောင်းစစ်တပ်ကကြေညာပေးမိ။အဲ့ဒီကိန်းကနက်ဟာလက်တွေနဲ့ကိုက်ညီမှုမရှိဘူးလို့လေရုတ်ထာဘာကဆိုပါတယ်။မြန်မာနိုင်ငံရဲ့အကျဉ်းချုပ်တွေကနေ ထွက်လာခွင့်ရသူ950လောက်သာရှိပြီးအဲ့ဒီထဲကအချို့ဟာထောင်ပူးမှမတင်နောက်ထပ်ဆွဲချက်တွေနဲ့ပြန်အဖမ်းခံခဲ့ရတယ်လို့သူကပြောပါတယ်။တစ်ချိန်တည်းမှာပဲစစ်တပ်ဟာရွေးကောက်ပွဲကိုနှောက်ယှက်မှုတွေကနေအခအကွဲပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အစ်စ်ပြထန်းထားတဲ့ဥပဒေကိုအသုံးချပြီးလူပေါင်း100ကျော်ကိုဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းသူကထောက်ပြသွားပါတယ်။ကြည်ဆိုင်ရာတစ်ခုနဲ့မဲပုံးကိုကင်ဆောင်ဆန္ဒပြမိခဲ့လို့လူငယ်၃ဦးဟာထောင်တ၄၉နှစ်ချမှတ်တာခံခဲ့ရကြောင်းယုံကြည်ရလောက်တဲ့အထောက်အထားတွေကို OACHR ကရရှိထားတယ်လို့လည်းဆိုပါတယ် မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုရေးရာအခြေအနေတွေကလည်းသိုးတက်ဆိုးလာနေကြောင်းစစ်တပ်ဟာနေရက်ပြန်ဖို့ဘလို့မှမလုံခြုံသေးတဲ့စစ်ဆောင်တွေကိုအတင်းအကျပ်ပြန်ခိုင်းပြီးမဲပေးစေဖို့စီစဉ်နေကြောင်းတပ်ဖက်မှာတော့စစ်တပ်ကစည်ရေးပြိပခနေမြေတွေစီလူသားချင်းစာနာမှုအကူအညီတွေမရောက်ရှိနိုင်အောင်ပိတ်ဆို့ထားဆဲဖြစ်ကြောင်းမြန်မာနိုင်ငံမှာလုံခြုံအဖမ်းမခံရတဲ့နဲ့အခြေအနေမျိုးနဲ့အဖမ်းခံရသူ2300ဝန်းကျင်လောက်ဆက်ပြီးမတရားချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်းရုခဘာကပြောကြားသွားပါတယ် ကုလသမဂ္ဂနဲ့မြန်မာလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Trend and True ကလည်းကုလသမဂ္ဂထွေထွေညီလာခံနောက်ဆုံးတင်ပြခဲ့တဲ့အစီရင်ခံစာမှာအဲ့ဒီရွေးကောက်ပွဲဟာစစ်တရေအာဏာကိုခိုင်မာအောင်တရားဝင်အောင်လှည့်စားထားတဲ့အထူးရောင်တစ်ခုသာဖြစ်တယ်လို့သတိပေးထားခဲ့ပါတယ်။သူကစစ်ကောင်စီအလို့ကြစိတ်တိုင်းကျချဲလေဖန်တီးထားတဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအပြင်းထန်ရှုံချပြီးကန့်ကွက်ဖို့တောင်းဆိုထားပါတယ်။နိုင်ငံတော်အကြီးအကဲဒေါအောင်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေမတရားဖန်ဆီးခံထားရဆဲဖြစ်တယ်လို့အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါဝင် နိုင်ငံရေးပါတီ40ကျော်လောက်လည်းဖြတ်သိမ်းခံရတာကအဲ့ဒီရွေးကောက်ပွဲရဲ့ယုံကြည်စရာကင်းမဲ့မှုကိုထင်ဟပ်စေတယ်လို့အန်ဒရူးကပြောပါတယ်စစ်တပ်အလို့ကျလှုပ်ဆောင်မဲ့ရွေးကောက်ပွဲဆိုတာသွေးကွဲမှုတွေကိုပုံမှန်ဆိုင်စေပြီးကြမ်းတမ်းရန်လိုမှုတွေကိုပဲပြီးလောင်ရလေးပြစ်စေလိမ့်မယ်လို့သူကသတိပေးသွားပါတယ် ဆက်လက်ပြီးရွှေဘုံနဲ့ဝက်လက်မှာတက်မ33စစ်ကြောင်းကိုတော်လရေးတက်တွေတိုက်ခိုက်တဲ့ဆွေတဲ့နယ်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဇကိုင်းတိုင်းရွှေဘုံနဲ့ဝက်လက်မြို့နယ်မှာတက်မ33စစ်ကြောင်းနဲ့စစ်ကောင်စီတက်ဆွဲထားတဲ့နေရာတွေတိုက်ခိုက်ခံရပြီးတေဆုံးသူများကလက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ရွှေဘုံခရိုင်တရင်အမှတ်9806တရင်ကဒီကနေ့ဒီဇင်ဘာ1ရက်မှာထုတ်ပြန်ပါတယ်။တိုက်ပွဲဖြစ်စဉ်တွေအရနိုဝင်ဘာ28ရက်မနက်ပိုင်းကဝက်လက်မြို့နယ်ဆိုင်နိုင်လေးကျွရွာမှာအင်အားတရာခန့်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကတိုက်ဆုံထိခိုက်မှုတွေများတာကြောင့်ရွှေဘိုတပ်ကနေဟောင်ဝစ်စာနဲ့19ကြိမ်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကဂျိုင်ရိုကော့ပတာ3စီးနဲ့၄ချောင်းပစ်ကိုပေးခဲ့တယ်လို့ဖော်ပြပါတယ်အဲ့ဒီနောက်ညနေပိုင်းမှာရွှေဘိုမန္တလေးလမ်းမကြီးအတိုင်းတမ33လက်အောက်ခံအင်အား80ပါတဲ့ထောက်ပို့စစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်ခဲ့တယ်လို့အသိပေးပါရစေ။ဒရုန်းနဲ့မြေပြင်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကြောင်းပြက်ကရွှေဘိုတောင်ဘက်မုတ်ပေါက်ကိုထောက်ပို့စစ်ကြောင်းပြက်လက်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သား30ခန့်တိစုံပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမှတ်9906တပ်ရင်းကထုတ်ပြန်ပါတယ်။ဒါပြင်ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်းအမှတ်9906တပ်ရင်းတပ်ထောက်ပို့နဲ့ရွှေဘိုပကဖရဲဘော်တအူကြာဆုံးခဲ့ရပါတယ်။တိုက်ပွဲအတွင်းမှာ MA1 ငါးလံ MA2 ၂လံ MA3 ၂လံ MA4 တလံ RPG တလံ RPG သည်73ဖူး60မမ8ဖူး RPG ပို့ကြီး၈တောင်း ကြီးပေါက်ဆက်တပောင်းအိနာကနှစ်ခုနဲ့ဘုံနှလုံးသိမ်းရတယ်လို့ဖော်ပြထားပါတယ်။ဝက်လက်အထိုင်ချတဲ့နေရာတိုက်ခံရလို့ရွှေဘုံနဲ့ဘုံဖွဲ့ရွာဘက်ကိုစကားစပြန်ဆုပ်တယ်။အဲ့ဒီပြန်ဆုပ်တဲ့တက်ကိုရွှေဘုံကနေတက်မ33စစ်ကြောင်းကစစ်ကူပေးဖို့လိုက်လာတာ။အဲ့ဒီမှာလဲကြားဖြတ်တိုက်ခိုက်ခံရပြီးစကားစတွေတေးချတာလို့ဝက်လက်မျိုးနဲ့စည်ရေးတရင်ကြီးမြက်ကတရင်ဌာနကိုပြောကြားပါတယ်။တိုက်ပွဲကိုရွှေဘုံခရိုင်တရင်15 78 23 20ကြောင်း9800ကြောင်းဒူကေတာဝီကန် ဝလက်ချွေကိုမြို့နယ်ပကဖာဒီပေရင်ပကဖာအဖွဲ့တွင်ဒေသခံတိုက်နယ်ပကဖာများဂျုံအဖွဲ့တွင်နေမဟာမိတ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။နိုဝင်ဘာ23ရက်ကလည်းဝလက်မြို့နယ်စိုင်းနိုင်ကွေ့မှာဂျမ33စစ်ကြောင်းတိုက်ခိုက်ခံရပြီးတေဆုံးသူ35ဦးဝင်းကျင်နေရန်အများပြားကိုတော်လန်ရေးအဖွဲ့တွေတင်စီရရှိခဲ့ပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။